မင်္ဂလာပါခင်ဗျာ Revolution Burma News Channel ကနေပြီးတော့စက်တဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတိဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာအကြမ်းတ်ဆက်တပ်အထွတ်အလုလုပေးနေတဲ့သူ၂ဦးကိုဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာ၂ဦးစလုံးလွတ်မြောက်သွားပြီးတော့တန်ကုန်ရေရင်နဲ့စိုက်ကယ်တော့ကိုတိမ့်ဆိနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ30ရက်နေ့ည9နာရီအချိန်ကမှပသိမ်ကြီးမြို့နယ်မှာအကြမ်းတ်ဆက်တပ်အထွတ်အလုလုပေးနေတဲ့ကျိုးစင်ရွာသားညီလွင်ကိုပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေအိမ်မှာဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာခုခံထွက်ပြေးသွားတဲ့အထွတ်ပြစ်ခတ်ဖမ်းဆီးရာတနက်ချိန်တန်ထိမှန်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗါဒါပေမဲ့ညီ လွင်ပိုင်ဆိုင်နဲ့တန်ကုန်ရေရင်နဲ့စိုက်ကဲတစည်းကိုတော့တိမ့်စီနိုင်ခဲ့တယ်လို့သိရပါတယ်။ညီလွင်ဆိုတဲ့သူဟာ ARR မြေအတွင်းမှာအကြမ်းဖက်ဆက်ကောင်းစီတပ်သားများကင်းလက်ရမှာ၎င်း ARR မြေရိုးတလျှောက်မှာရှိတဲ့ရွာများကိုအကြမ်းဖက်ဆက်တပ်ကစစ်ကြောင်းထိုးပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူတဲဆောင်ရမှာ၎င်းတန်ကုန်ရေရင်နဲ့အကြမ်းဖက်ဆက်တပ်ကိုလိုက်ပါပို့ဆောင်ပေးနေသူဖြစ်ပြီးတော့မင်းကုန်းအထက်ပိုင်း ARR မြေရိုးတလျှောက်ကခြေရွာများက ပြည်သူလူထုကိုဒုက္ခပေးနေတဲ့သူလည်းဖြစ်ကြောင်းပသိမ်ကြီးမြို့နယ်ကပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အလားတူပဲအဲ့ဒီနေ့ညပိုင်းကပသိမ်ကြီးမြို့နယ်ပကဖကအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ပေးအပ်ထားတဲ့ကျိုးစင်ရွာအုပ်ချုပ်ရေးမှုတိမ်းဆုပ်ကိုလည်းထပ်မံပြီးတော့ဝင်ရောက်ဖမ်းဆီးခဲ့ပြီးတော့နေအိမ်မှာမရှိတဲ့အတွက်ကြောင့်၎င်းရဲ့တားဖြတ်သူကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့တယ်လို့သိရပါဗျ။တိမ်းဆုပ်ရဲ့တားကိုတော့မဖမ်းဆီးခဲ့ဘူး။အသက်မသေးလောက်အောင်ပဲနည်းနည်းပါးပါးဆုံးမထားခဲ့ပါဗျ။ ညီလွင်ကတော့ကြည်စံမဲထိတာအသက်မသေးဘူးလို့ကြားပါတယ်အကြပ်ဆက်ကောင်းစီအလိုကြလုံဆောင်ပေးနေတဲ့တည်င်းပေးပြူစောတိနဲ့ဒလန်တွေကိုအလင်းသိရင်သိတယ်လို့ဆက်လက်ပြီးတော့တိုက်ခိုက်သွားမယ်လို့ပသိန်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းတည်င်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မြောင်လူကန်ကျေးရွာမှာရှိတဲ့စစ်တပ်ရဲ့အထိုင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၉ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့မနက်7:30မိနစ်ခန့်မှာပခုတ်ကူမြို့နယ်လေရင်ကွင်းအနီးမြောင်လူကန်ရွာဖုန်ကြီးကျောင်းမှာအင်အားတရာကန်းနဲ့အထိုင်းချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၉ဦးမျက်မြင်တေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပခုတ်ကူဆေးရုံကိုရောက်ရှိနေတယ်လို့သိရပ ါတယ် PDF ရဲဘော်နှစ်ဦးမစွန့်ရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်မြောက်လူကန်ကျေးရွာမှာကအင်အားရာခနဲနှီးပါနဲ့တတ်ဆွဲထားတဲ့ကျေးရွာဖုန်ကြီးကျောင်းစခန်းကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းမှာစစ်ခွေးကိုးကောင်မျက်မြင်သိဆုံးအောင်လို့ပြစ်ခတ်နိုင်ခဲ့ပါတယ် ်ခွေးချောက်ကောင်ကတော့ဈေးရုံကိုရောက်ရှိနေတယ် PDF ရဲပေါ်နှုတ်မစိုးရင်ကဒဏ်ရာရရှိပြီးတော့အောင်မြင်စွာတက်ဆုံနိုင်ခဲ့ပါတယ်လို့ Southern YSO PDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Southern YSO PDF ဒေါင်းညီနောင် Yezido Revolution Group YRG ဒေါင်းသွင်းနေပြည်သူအာမန်နဲ့ King Cobra မဟာမိတ်ညီနောင်အဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်နယ်ဒီမော့ဆုံမြို့နယ်နတ်မယ်ခုံကိုစစ်ကောင်စီကဒီကနေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံကျဲချခဲ့ရာလူနေဦးထက်မနဲ့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တင်ဘာလ9ရက်နေ့မနက်9:00အချိန်ကန်းက ဒီမော့ဆုံမျိုးနဲ့နတ်မယ်ခုံမျိုးကိုစစ်ကောင်စီတပ်များကတိုက်လေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချခဲ့တယ်လို့သိရပါဗါးဘုံကျဲချမှုကြောင့်အဆောက်အုံထိခိုက်ပျက်စီးပြီးတော့လူနာဦးထက်မနဲ့သေဆုံးသွားတယ်လို့သိရပါဗါးလက်ရှိမှာတော့အရေးအတွက်ကိုအတိအကျမသိရသေးပဲထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါဗါးတိုက်ပွဲဖြစ်တာတော့မရှိပါဘူးဒီတိုင်းလာကျဲသွားတာအခုသတင်းကြတာကတော့နှစ်ဦးတော့သေတယ်ကြားတယ် တိတ်ဆုံးဖို့အရေးအတွက်တွေထပ်တိုးသွားနိုင်တယ်ကျဲချသွားတာကပေါင်900ဘုံနေလို့ဒေသသတင်းရင်းမြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီတပ်ကဒီကနေ့မနက်9နာရီခွဲအချိန်မှလဲလေရင်တွေထပ်မံပြန်ဝဲသွားခဲ့တယ်လို့သိရပါတယ်အခုရပိုင်းအတွင်းမှာလေရင်များမကြာခဏပြန်ဝဲနေပြီးတော့လေလာထောက်လှမ်းမှုများကိုလုံဆောင်နေတယ်လို့သိရပါတယ်လေချောင်းတိုက်ခိုက်မှုများအချိန်မရွေးဖြစ်ပေါ်နိုင်တဲ့အတွာပြည်သူများအနေနဲ့သတိထားကြဖို့ကိုတော်လိုင်းသတင်းရင်းမြစ်ကအကြံပြုပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပလောမြို့နယ်ပလမြို့မှာစစ်ကောင်စီနဲ့တော်လှန်တပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အရသာပြည်သူအယောက်30နီးပါးအဖမ်းခံထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလတရက်နေ့ကနေစပြီးတော့စစ်သည်မောင်းငယ်3စီးနဲ့စစ်ကောင်စီတပ်သား100နီးပါးကပလမြို့ရဲစခန်းကိုရောက်ရှိလာပြီးတဲ့နောက် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဒေတာတွေတော်လိုင်းရဲဘော်တွေကပြောပါရယ်မနေ့ကမနေ့6နိုင်ကနေညနေ9နိုင်အထိတနေ့လုံးနီးပါးတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ဒီကနေ့အထိကိုနှစ်ဖက်ဆစ်ဆိုင်ထားဆဲပဲလို့ဒေတာတွေတော်လိုင်းရဲဘော်တွေကပြောပါရယ်လက်ရှိအချိန်ထိလဲနှစ်ဖက်စီရင်တင်းမာနေတယ်လို့သိရပါရယ် မျိုးတွေကိုစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ထိုးတယ်ပြီးတော့ ਨੇ လူတွေကိုလိုက်ဖမ်းတော့တာပဲပြည်သူတွေအဖမ်းခံရတာသိတော့ကျွန်တော်ရဲဘော်တွေက drone နဲ့ဘုံသီးချတယ်ပြီးတော့အနီးကထိတွေ့မှုဖြစ်တယ်လို့တိုက်ပွဲမှာပါဝင်ခဲ့တယ်ပြည်သူကာကွယ်ရဲဘော်တို့ကပြောပါတယ်တိုက်ပွဲဖြစ်တဲ့မနက်စောစောမှာပဲလမ်းသွားလမ်းလာရဲသားပြည်သူအယောက်30ထဲမနည်းကိုစစ်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်အမျိုးသားရောအမျိုးသမီးတွေပါအဖမ်းခံထားရပြီးတော့အများစုဟာစစ်မှုထမ်းအသက်အကျုံးဝင်တဲ့အရွယ်တွေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်တညာလုံးကင်းမုံဝင့်နေပြီးတော့မနက်စောစောမှာစဆွ ွဲတာလူသားတိုင်းလူမျိုးပေါ့တွေ့တဲ့သူတွေအကုန်ဆွဲတော့တာလို့ဒေသခံအမျိုးသမီးတူကပြောပြခဲ့ပါတယ်အရသားတွေကိုစပြီးဖမ်းတဲ့ရက်မှာရွှေမော်တိန်ဇေဒီပရဝုံအတွင်းကဇရက်မှာဖမ်းထားခဲ့ပြီးတော့ဒီကနေ့မှာတော့ပလမြို့ရဲစခန်းကိုရွှေ့ပြီး ဆက်လက်ဖမ်းထားတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။ပလမြို့တိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော် BKI အမတ်တေတိုင်ရင် KNDO တိုင်ရင်ခွန်တပ်ခွင်နှင့်နဲ့ပလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်နေကြတယ်လို့ဒေသရင်းတော်လိုင်းရဲဘော်တွေကပြောပြချက်အရာသိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာပလောပတ်ကဖားနဲ့ BKI အမတ်တေတိုင်ရင်တို့ပူးပေါင်းပြီးတော့ drone နဲ့ဘုံးသီး16လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မွန်လွဲပိုင်းမှာပဲစစ်ကောင်စီရဲ့ချင်းလေတရင်ခလိုက်ရ2.5ခါနေပြီးတော့ခမောင်းတို့ရွာဘက်ကိုလာတဲ့စစ်ကောင်စီစစ်ကြောင်းကို BKI အမတ် ဲ့တိုင်ရင်ကစောင့်ကြည့်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာရင်းတော်လိုင်းရဲဘော်တွေကပြောဆိုထားပါရယ်တနေ့တည်းမှာပဲမနေ့ရှင်းနိုင်လောက်ကခလာရ215ကနေပြီးတော့မိုက်ခရိုဝေ့တောင်ကိုလာတဲ့စစ်ကောင်စီရဲ့ရိတ်ခါပုတ်ကားကိုဖမ်းဆီးပြီးတော့ကားပေါ်မှာပါလာတဲ့ရိတ်ခါတွေကိုဗိတ်ခရအမှတ်တဲ့တိုင်ရင်ကတင်းစီခဲ့တယ်လို့ဒေတာရင်းတော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါရယ်ဒီကနေ့မှာလည်းနှစ်ဖက်ထိတွေ့ပြစ်ခတ်မှုတွေဆက်ဖြစ်နေပြီးတော့ခရီးသွားတွေလည်းပိတ်မိနေတယ်လို့ဒေတာကန်တွေကပြောပါရယ်တချီပြီးတချီကိုပြစ်နေကြတယ်မပြီးကြသေးဘူးလို့ဒေတာကန်ဟိုကပြောပါရယ် ပလောမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေသလိုတနင်္သာရီမြို့နယ်တွေက6မိုင်ဘန်လောရွာတွေဘက်မှာနှစ်ဖက်ပစ်ခတ်မှုတွေမိုင်းဆွဲတိုက်ခိုက်တာတွေဇက်တိုက်ရှိနေပြီးတော့စီရေးတင်းမာနေတယ်လို့ဒေတာရင်းတော်လိုင်းရဲဘော်တွေစီကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့စကိုင်းတိုင်းမုံရွာမြို့နယ်နဲ့ဘူးတလင်မြို့နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်၅အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများတောက်လျှောက်ဖြစ်ပွားနေပြီးတော့စက်တမာလဇန်ပိုင်းမှာအခြေအနေတွေပိုဆိုးလာတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမုံရွာမြို့နယ်မှာဩဂတ်လလလယ်ပိုင်းကစတင်ပြီးတော့လူငယ်များကိုအကြောင်းမျိုးမျိုးပြပြီးတော့စစ်တပ်နဲ့ရဲများကဖမ်းဆီးနေတယ်လို့သိရပါတယ်အထူးသဖြင့်ညပိုင်းအချိန်များမှာအစင်းကိုအကြောင်းပြပြီးတော့ဖမ်းဆီးမှုများများပြားလာတဲ့အပြင်နေ့အချိန်တွေမှာလည်းလမ်းလုံးလမ်းကွာများမှာစစ်စေးဂိတ်များချပြီးတော့ ုင်ကယ်လိုင်စင်ရေမောင်းလိုင်စင်နဲ့မှတ်ပုံတင်များကိုစစ်ဆေးတယ်လို့အကြောင်းပြပြီးတော့လူငယ်များကိုဖမ်းဆီးသွားမှုများများပြားနေတယ်လို့သိရပါဗျ။မုံရွာမြို့ပေါ်ရောရွာတွေဘက်မှာပါပေါ်တာဆွဲတာကတော့ဩဂတ်လ၄ပိုင်းကလေးကများနေတာအခုတည်းထိလည်းများနေတော့မယ်လူငယ်တွေကလည်းနေရောညပါမထွက်ရဲကြတော့ဘူး။အဲစင်းနဲ့ဖမ်းတယ်စိုင်ကယ်လိုင်စင်နဲ့ရေမောင်းလိုင်စင်ဆစ်ပြီးတော့ဖမ်းတယ် အပြစ်မရှိအပြစ်ရှာပြီးဖမ်းပြီးပေါ်တာဆွဲနေတယ်ဘာအပြစ်မှမရှိရင်လဲဖမ်းကျင်လို့ဖမ်းတယ်ဆိုတယ်လို့ဖြစ်နေတယ်လို့မုံရမျိုးကအင်ချမ်းကြီးအကျိုးဆောင်တူကပြောပြထားပါဗျမုံရမျိုးနဲ့အတွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ၄ရက်နေ့မနက်၆နာရီဝင်းကျင်ကစတင်ပြီးတော့စစ်ကြောင်းထိုးပေါ်တာဆွဲဖမ်းဆီးမှုများကိုပြုလုပ်နေတယ်လို့သိရပါဗျ။မုံရွာမြို့အရှိတ်အချံခြေရွာများဖြစ်တဲ့ဇလုံထဏောင်းဝဲရွာတုံးရေကန်စုစတဲ့ခြေရွာများကိုစစ်ကောင်စီတပ်ဖွဲ့ကအင်းအားရာကန်နန်းနဲ့ဝင်ရောက်ပေါ်တာဆွဲနေခြင်းဖြစ်ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုထားပါဗျ။ရွာတုံးကရောဇလုံကရောအဖမ်းခံလိုက်ရတာတွေရှိတယ်လို့ကြားတယ်။ကျွန်တော်တို့လည်းအခုပြေးနေရတာအင်းအားကများတယ်ဗျ။လက်နက်ကြီးတွေနဲ့ဟောပြစ်နေတာလို့မုံရွာမြို့နယ်အရှိတ်အချံခြေရွာကန်ပြည်သူတို့ကပြောဆိုထားပါဗျ။လွန်ခဲ့တဲ့ရက်ပိုင်းတွဲမှာမုံ ရာမြို့ပေါ်မှာအဓမ္မပေါ်တာဆွဲဖမ်းဆီးမှုကြောင့်ပြည်သူရာဂရန်ပတ်ဝန်းကျင်ဖမ်းဆီးခံခဲ့ရပြီးတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတဆင့်ကလေးမြို့မှာရှိတဲ့စစ်ကောင်စီအုပ်စုရဲ့တပ်စခန်းတင်တန်းကြောင်းကိုဖမ်းဆီးခံရသူများကိုစစ်တပ်ကပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စလကုန်ပိုင်းကစတင်ပြီးတော့ဘူးဒလေမြို့နယ်ဘူးဒလေမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာတချို့ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုံ့ဆော်လာတဲ့အတွက်လူငယ်များဇက်တိုက်အဖမ်းခံရကြောင်းဒေသခံပြည်သူများကပြောဆိုနေကြပါတယ်။ဩဂတ်လ31ရက်နေ့ညပိုင်းမှာဘူးတလယ်မြို့မြောက်ဘက်ချမ်းမှာရှိတဲ့ရက်ွက်တွေကလူငယ်တချို့ဖမ်းဆီးခံလိုက်ရတာတွေရှိတယ်။၄ဦး၅ဦးလောက်ပါသွားတယ်။ပြီးတော့မြို့ရဲ့မြောက်ဘက်ကရွာတွေထဲကိုစစ်ကြောင်းထိုးပြီးတော့ဖမ်းသွားတာတွေလည်းရှိတယ်လို့ဘူးတလယ်မြို့ကပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ရှမ်းမြောက်နောင်ချုံမြို့နယ်မဲပုတ်ရွာမှာစစ်ကောင်စီက Jet Fighter နဲ့ပေါင်900ဘုံးတွေလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တွေအပြင်စာတင်ကျောင်းနဲ့ဘုံးကြီးကျောင်းတွေပျက်စီးထိမှန်ခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ4ရက်နေ့ညနေ9နာရီကျော်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကပေါင်900ဘုံး၃လုံးထက်မနေ့လာရောက်ချေချတိုက်ခိုက်ခဲ့ရာလူနေအိမ်9လုံးသာသနာရေးအဆောက်အအုံနဲ့ စာတင်ကြောင်းတွေပြက်စီးခဲ့ရတယ်လို့မြို့ကန်တဦးကပြောပါတယ်။နေ့လယ်ဘက်ကလက်နက်ကြီး၅လုံးကြတယ်။အများကြီးမထိခိုက်ဘူး။ပေါင်900ပုံလာချတဲ့အချိန်မှာပဲဖုန်ကြီးကြောင်းတွေပါထိခိုက်ကုန်တယ်။ဖုန်ကြီးကြောင်းနဲ့စာတင်ကြောင်းကနီနီလေးပဲရှိတယ်။ဒီမနက်လဲလေရင်ခဏလာဝဲပြီးတော့အခုတော့ငြိမ်သွားတယ်လို့ပြောဆိုခဲ့ပါတယ်။လက်ရှိမှာနှစ်ဖက်တိုက်ပွဲပြစ်ခတ်တန်းတွေငြိမ်သက်နေပြီးတော့ကြောင်မဲနဲ့နောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာဘက်ကတိုက်ပွဲတွေအတွင်းမှာသိသိရမိခဲ့တဲ့တန်းချက်ကကားအပါဝင်တိုက်ပွဲအတွင်းကမှတ်တမ်းတွေကို TNL ကမနေ့ကညပိုင်းမှာထုတ်ပြန်လာပါတယ်။အလားတူပဲပြီးခဲ့တဲ့ ဩဂတ်စ်လ29ရက်နေ့မှာလဲနောင်ချုံမြို့နယ်ရွှေကူလက်ပံကုန်းရွာမှာစစ်ကောင်စီကလေရင်နဲ့ပေါင်900ဘုံလာရောက်ကျဲချတိုက်ခိုက်ခဲ့လို့အရသာပြည်သူ3တေဆုံးခဲ့ရတယ်လို့သိရှိရကြောင်းသတင်းအရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ